ထိုင်းနိုင်ငံမှာမြစ်ထဲမျောနေတဲ့အမျိုးသမီးတဦးကိုမြန်မာနိုင်ငံသားတဦးကဒီကနေ့အောက်တိုဘာလ1ရက်ည10:00နာရီလောက်ကကယ်တင်လိုက်နိုင်ပါတယ်။ထိုင်းနိုင်ငံစမှုစုံခရံခရိုင်တွင်းကမက်ကလောင်မြစ်ထဲမှာ၄နာရီလောက်မျောပါနေတဲ့အသက်52နှစ်အရွယ်တစ်ပွန်းဆိုတဲ့ထိုင်းမျိုးသမီးတဦးကိုတူဒီဆိုတဲ့မြန်မာနိုင်ငံသားတဦးကကယ်တင်လိုက်တာလို့ထိုင်းတာဝန်ရှိသူတွေကပြောပါတယ်။အဲ့ဒီထိုင်းမျိုးသမီးဟာသူမနေတဲ့နေရာကနေမြစ်ကြောင်တိုင်း3ကီလိုမီတာလောက်မျောပါလာတာလို့ဆိုပါတယ်။တူဒီရဲ့ပြောပြချက်အရ ြေကန်းတဲ့ဘေးမှာသူ့လုံးလုံးနေတော့အဟိအကူကြီးတောင်းတဲ့အတန်တဲ့တဲ့ကြားရတာမှာအစပိုင်းမှာတော့တရေချောင်းနေတာလို့ထင်ခဲ့တဲ့အကြောင်းဒါပေမဲ့တေချာအောင်ပြန်စုံစမ်းကြည့်တော့ငါးဖန်းတင်မော်တွေမှာပါတဲ့ကျိုးတစ်ခုကိုကင်ပြီးမျောပါလာတဲ့အဲ့ဒီအမျိုးသမီးကိုတွေ့ခဲ့ရကြအောင်ပြောပါတယ်အဲ့ဒီနောက်မှာတော့တငယ်ချင်းတယောက်ရဲ့အကူအညီနဲ့အဲ့ဒီမျိုးသမီးကိုကန်းကြီးကိုကယ်တင်ခဲ့ပြီးအချောက်ခံဖို့တပတ်ပါပေးခဲ့တယ်လို့ဆိုပါတယ်။ထိုင်းမျိုးသမီးတေပွန်ကတော့ မြစ်ကန်းဘေးမှာပလင်းကုန်တွေကောက်နေတော့မြစ်ထဲကျသွားကြတာလို့ပြောပြပါတယ်။သူမဘေးကငါဖန်တင်မောအကြီးကြီးတွေဖြတ်သွားကြတာတွေ့ရပေမဲ့သူမကိုဘယ်သူမှမမြင်ခဲ့ကြဘူးလို့ဆိုပါတယ်။အခုတော့ထိုင်းရဲတပ်ဖွဲ့ရဲ့အကူအညီနဲ့သူမဟာဘေးကင်းလုံခြုံစွာနေရပြန်ရောက်သွားပြီဖြစ်ပါတယ်ခင်ဗျာ။ကျွန်တော်ဇောင်းဝလိုက်ပါ။